ကိုလံဘီယာနိုင်ငံကလက်စလာဟဖျားเจ้าဆိုတာကြားဘူးလားဒီနေရာက တကယ်ကိုမယုံနိုင်စရာကောင်းတဲ့နေရာတစ်ခုပါကြောက်ဆောင်ကြီးတွေကြားထဲမှာမြစ်တစ်ခုနဲ့အတူပုံအောင်နေတဲ့ဒီဖျားเจ้าဟာတဘာဝတမိုင်းနဲ့ယုံကြည်မှုတွေရောဆက်နေတဲ့မော်ဆန်တဲ့နေရာတစ်ခုပါ new line new line ဒီဖျားเจ้าကို1916ကနေ1946ခုနှစ်အတွင်းတည်ဆောက်ခဲ့တာပါကိုလံဘီယာရဲ့တောင်ပိုင်းအီပီယာလက်စ်မြို့အနီးမှာတည်ရှိပြီးဂေါ်တစ်ပုံစံဘီတုကလက်ရာတစ်ခုပါသူ့ရဲ့သမိုင်းကလည်းစိတ်ဝင်စားစရာကောင်းတဲ့18ရာစုကနေစတင်ခဲ့တာပါဒဏ္ဍာရီတွေလျှို့ဝှက်စမ်းကြယ်မှုတွေနဲ့ပြည်နေတဲ့နေရာတစ်ခုပေါ့ new line New Line ဒဏ္ဍာရီတစ်ခုအရတော့1954ခုနှစ်မှာမိခင်တဦးနဲ့သူမရဲ့နာမကြားပြောမတတ်တဲ့သမီးငယ်ဟာမုံတိုင်းတစ်ခုအတွင်းဒီနေရာမှာခိုလုံခဲ့ကြတယ်။အဲ့ဒီအချိန်မှာဗာဂျင်မီပေါ်လာပြီးအန့်ဖွယ်တရေဖြစ်မိန်းကလေးငယ်ဟာပြောဆိုနိုင်စွမ်းပြန်ရရှိသွားတယ်လို့ဆိုပါတယ်။ဒီဖြစ်ရက်ကနေဒီဖီးယားเจ้าရဲ့စိတ်ဝိညာဉ်ဆိုင်ရာအရေးပါမှုကိုအစပြုပေးခဲ့တာပါ New Line New Line ဖះเจ้าရဲ့ဒီဇိုင်းကလည်းတကယ်ကိုအံ့ဩစရာကောင်းတဲ့၆ကမ်းပါနေရန်တဲ့ကိုတိုက်ရိုက်တိဆောက်ထားတာပါ။ဂေါ်တိပုံစံပြီးသူကလက်ရာနဲ့မြင်မာတဲ့မျောစင်တွေအသေးစိတ်ကြောက်စီပန်းပူတွေနေရောင်ကြီးနဲ့တွေ့တဲ့အခါအယောင်ဆုံးပုံစံဖြစ်သွားတဲ့မှန်တင်သွင်းထားတဲ့ပြတင်းပေါက်တွေနဲ့ကြီးနှက်နေတဲ့ new line new line အတွင်းမိုင်းမှာလည်းအတူတူပါပဲကြောက်နေရန်ပုံမှာပေါ်လာတယ်လို့ယုံကြည်ရတဲ့ဗာဂျင်မေရီရဲ့ပုံတော်ကဒီဖះเจ้าရဲ့အဓိကအချက်ဖြစ်ပြီး ကဘာတဝမ်းကဖျားဘူးတွေကိုဆွဲဆောင်နေတယ် new line new line ဖျားเจ้าကိုရောက်ဖို့ဆိုရင်ဂွာဣတာရာမြစ်ကိုဖြတ်ကျော်ရတဲ့ခန်းနာထဲဝါတဲ့တရားတစင်းကိုဖြတ်တန်းရပါတယ်ဒီတရားကဖျားเจ้าကိုပြင်ပကဘာနဲ့ဆက်သွယ်ပေးုံသာမကပဝင်းကျင်ရှိရှုခင်းတွေရဲ့ အံဩပွဲမြင်ကွင်းတွေကိုပေးစွမ်းခြင်းဖြင့်နေရာရဲ့ထူးခြားသောအလှကိုပုံမိုးတိုးမြင့်ပေးတဲ့ new line new line လက်စလာဟိုက်ဖျားเจ้าဟာဘီတုကာလက်ရာတစ်ခုထက်ပိုပါတယ်ဒါကစိတ်ဝိညာဉ်ဆိုင်ရာအရေးပါမှုရှိတဲ့နေရာတစ်ခုပါဖျားဘူးတွေခီးသွားတွေဟာငင်းကြမ်းမှုကိုရှာဖွေဖို့တွေးတော့ဆင်ကျင်ဖို့နဲ့လူသားရဲ့ဖန်တီးမှုနဲ့တဘာဝအလှတို့ကြားတဟဇာတာဖြစ်မှုကိုအံအားသင့်ကြည်ညိုဖို့ဒီနေရာကိုလာရောက်ကြတယ် new line new line ဒါကိုသူ့ရဲ့သမိုင်းကြောင်းကြောင့်ပဲဖြစ်ဖြစ်မိသူကလက်ရာကြောင့်ပဲဖြစ်ဖြစ်ဒါမှမဟုတ်စိတ်ဝိညာဉ်ဆိုင်ရာစွမ်းရည်ကြောင့်ပဲဖြစ်ဖြစ်လာရောက်လည်ပဲကြည့်ရှုတင်တဲ့နေရာတစ်ခုပါကိုလံဘီယာရဲ့အဖိုးတန်ယန္တနာတစ်ခုဖြစ်ပြီးယုံကြည်မှုတဘာဝနဲ့လူသားရဲ့ဖန်တီးနိုင်စွမ်းတို့ရဲ့စွမ်းအားကိုသတိပေးနေတဲ့နေရာတစ်ခုပါ